ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် Chess Education YouTube Channel ကနေပြန်ကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော် Rotary လို့2300ကစားပွဲတစ်ပွဲဆက်ပြီးတော့ကစားပါတော့တရှိရတော့2250တော့ရောက်နေပါပြီကဲအဲ့ဒါကြောင့်ပွဲလေးရှာလိုက်ပြီဗျာ Okay ဒီဘက်က2203ပေါ့နော်အဲ့တော့ D4 ဆိုတော့ကျွန်တော် Nf6 နဲ့ကစားမယ်ပေါ့4 Nf6 C4 ဆိုတော့ကျွန်တော် E6 နဲ့ကစားမယ်ပေါ့နော်ဒါ Nimzo ラインပေါ့ Nf3 ဆိုတော့ကျွန်တော် B6 နဲ့ကစားမယ်ဆက် Bishop Knight3 ဆိုရင် Bishop B4 လေးထွက်မယ်ပေါ့နော် Knight3 ခုံလာလို့ဆိုရင် အဲသူကထွက်မလားထွက်မလားလို့ကြည့်မယ်ပေါ့ဒါတော့ G3 တော့ကျွန်တော် Bishop B7 မှာထွက်မှာပေါ့အဲကျွန်တော်ဒီ Bishop ကတော့ဒီမှာတော့တွားပြီးတော့မချက်တော့ဘူးပေါ့နော်ကျွန်တော်ဒီမှာတော့မချက်တော့ဘူးကျွန်တော် Bishop E7 မှာထွက်တော့မယ်သူကအဲ့တော့မှ Knight C3 ထွက်လာဖို့များတယ်အဲကျွန်တော် Castle လင်းလုပ်ပြီးပေါ့နော်ဒီမှာကျွန်တော် D6 ပဲထွက်မယ်ဒါဒီ D5 ထွက်ကြရင်တော့တတ်တော်ရအောင်ဒါပေမဲ့ကျွန်တော် Bishop line မပိတ်ချင်လို့ D6 ပဲတက်လိုက်တယ်ပေါ့နော် Bishop diagonal လေးဖွင့်လာတယ်အဲတော့ Queen C2 လောက်မယ်ဆိုရင်ကျွန်တော်ဒီမှာကအာ Knight B7 လေးပဲထွက်ထားမယ်ပေါ့နော် ပြီးရင်ကျွန်တော်တစ်ချိန်ချိန်မှာကျွန်တော် E5 ကန်မယ်ပေါ့ဒါကြဒီမှာ E5 ကန်လို့တော့ရတယ် E5 ကန်လည်းရတယ်ကျွန်တော် C5 ကန်လည်းရတယ်ပေါ့နော်အဲတခုရှိတာကသူကဘာလုပ်မှာလဲဆိုလို့ဆိုရင် e5 ကန်လိုက်မယ်ဆိုရင်သူကစားမယ်ဆိုရင်ပြန်စားလို့ရတယ်ပေါ့ပြီးရင်သူက rook d1 နေပါလာမယ်ပေါ့နော်အဲ့ဒီမျိုးကြီးတွေတော့လာမှာအဲ့တော့အာဒီမှာနည်းနည်းလေးစဉ်းစားလိုက်ကျွန်တော် a6 လောက်ထားလိုက်မယ်ဝေးချင်း move လေးတစ်ချက်လောက်ထားရင်ကောင်းမလားမသိဘူး E5 ကတော့ပုံပြီးတဘာဝရကြပြီကန်လိုက်တော့ရ E5 ကမ်းမယ်ဆိုရင် E5 ကမ်းမယ်ဆိုရင်သူကစားမယ်ဆိုတော့ဆိုရင်ကျွန်တော်ပြန်စားထားမယ်ပြီးတော့အာ rook ดอลาမယ်ပေါ့နော် rook d1 လာမယ်ပေါ့ Okay e5 တက်လိုက်မယ်ပေါ့နော် e5 ကတက်တဲ့နယ်တော့ထင်တယ်ပေါ့အဲတက်ကတက်တက်တက်လိုက်ပြီ e5 တက်လိုက်ပြီအဲဒါကျွန်တော် center control ပြန်ပြီးတော့ယူတယ်ဒီဘဟိုအဖြစ်အမဲအဖြစ်ရဲ့ ဘဟိုခြေဖြတ်တယ်လို့ပြောလို့ရတယ်ဒါသူကတော့ဒီ5ကတော့ night bishop ရဲ့လမ်းကြောင်းတော့ပိတ်သွားတယ်အဲကျွန်တော်တခုစီက night c5 square လေးလေကျွန်တော်ပြန်ရပါ night c5 တွေပါလေဝင်လို့ရဒါပေမဲ့လက်ရှိမှာကျွန်တော်ဒီမှာတခုပြပြမယ်ပေါ့နော်အဲ night c5 တန်းပြီးတော့ဝင်တာမကောင်းဘူး night c5 တန်းဝင်လို့ဆိုတော့ b4 ပါနဲ့ပြန်ပြီးတော့အဲ night ကို mount ထုတ်လို့ရတယ်အဲ့တော့အဲ့လိုမျိုးကြတော့ကျွန်တော်တို့ကဘာရင်လောက်ကဆိုတော့ a5 ရင်တတ်ထားတာပိုကောင်းတယ် a5 တတ်တဲ့ idea ကြီးဒီ b4 ကိုတားထားတာပေါ့နော်အဲကဲသူ2 b4 ပြတ်တာနောက်လက်ကျကျွန်တော် night c5 ဝင်မယ်ပေါ့အဲအဲ့လို idea မျိုးလေးဖြစ်ပါတယ် ဆိုတော့ A3 တက်မယ်ဆိုတော့ A3 တက်တဲ့ idea ကြီးအခုနောက်တိုင်းမှာတူတူပဲ A3 ဒီအာဘာလို့တာလဲဆိုတော့ကျွန်တော် nice file လာမယ်ဆိုရင်တော့ B4 နဲ့မောင်းမယ်ဒါပေမဲ့အဲ့ဒီချိန်မှာကျတော့အခုချိန်မှာကျွန်တော် nice file တောင်းရင်တော့ B4 တက်လို့မရဘူးဘာကြောင့်လဲဆိုတော့ဒီ rook နှစ်ကောင်ဒီမချိတ်စေမချိတ်သေးဘူးပေါ့မချိတ်သေးတဲ့ဖြစ်ကြောင့်ကျွန်တော် AB4 ဆားလို့ရတယ်ဒီပြန်ဆောင်းဆိုရင်ကျွန်တော်ဒီ rook ကိုဆားလို့ရတယ်ပေါ့နော်အဲ့လိုမျိုးအဲ့ကျွန်တော် nice file ကတော့ loss ရမှာတော့ခုံလို့တော့ရတယ် nice file ဒီခုံလိုက်ပြီ တက်ဘီ3ပဲတက်ထားတယ်ပေါ့နော်ဘီ3ကတော့သူကဘယ်ရှော့လာမှာပေါ့ဘီ3တက်တဲ့ idea ကျွန်တော်ပြမယ်တကယ်သူအဲ့ဒါမတက်လို့ဆိုရင်ကျွန်တော် A4 တက်မှာလည်းသူကကြောက်တယ်ဗျာဘာလို့ A4 တက်လိုက်ပြီဆိုတော့သူကတော့ B4 တက်လို့မရတော့ဘာကြောင့်လဲအဲ့ဒီခါကျကျွန်တော်ဖြတ်စားလို့ရတယ်အဲ့ဒါတွေလည်းသူကသတိထားပြီးတော့သူက B3 လေးပဲတက်ထားတယ်ပေါ့နော်โอเคရတယ်ပြန်တက်မယ်သူကနောက်လက်ကျတော့ဘီ short E3 လာဖို့များတယ်အဲပြီးတော့မှ B4 တက်ပြီးတော့ကျွန်တော် night ကိုပြန်မောင်းမယ်ပေါ့နော်ဒီလိုမျိုး idea လေးတို့တော့အာကျွန်တော်တို့မြင်မိတယ် အဲ့ဘာဖြစ်ကျွန်တော်တို့ rookie e8 လေးပဲဆွဲထားတာကောင်းမယ်ထင်တယ်။ဒါမှမဟုတ်လေကျွန်တော် night ကိုဒီကိုပြန်ခုံလာလိုက်ရ night e8 ပြန်ခုံလာလိုက်မယ်ဗျာ။ night e8 ပြန်ခုံလာပြီးတော့ g6 r5 ဖြစ်နေတဲ့ king side ကိုပြန်ပြီးတော့ပြန်ချဲမယ်ပေါ့နော်။အဲ့ဒါပိုကောင်းမယ်ထင်တယ်။ဘာကြောင့်လဲကျွန်တော်ရဲ့ bishop ကဒီ diagonal ကလည်းပိတ်သွားပြီပေါ့။ပိတ်သွားပြီဆိုတော့ကျွန်တော် bishop ကိုကျွန်တော်ဒီဘက်ကနေပြီး c8 ကနေပြန်ခေါ်มาရမယ်။အဲ့ကျွန်တော် night ကို e8 လေးပဲပြန်ပို့ထားလိုက်မယ်ဗျာ။ night e8 ကကျွန်တော် r5 ကိုသွားမယ်ပေါ့နော်။ r5 ကမ်းမယ်ပေါ့။ဒါပဲကြ bishop c8 လေးပါလာမယ်ထွက်လာမယ်ပေါ့နော်။ အဲသူကလည်းအဲ့အချိန်မှာသူကလည်းကျွန်တော်ရဲ့ဒီ C7 တွေကိုပြန်ပြီးတော့လာတိုက်ပါပဲ refine ဖောက်ပြီးတော့အဲလာမှာပဲပေါ့နော်အဲအပြန်လာမယ်ပေါ့ဒါပေမဲ့ E3 ခုနကကျွန်တော်ပြောတဲ့ idea ပဲအဲကျွန်တော်ဒါပေမဲ့ C8 လေးပြန်နေထားလိုက်မယ်ဒါပေမဲ့ C8 ရဲ့ idea ကတော့အဲခုနကကျွန်တော်ပြောတဲ့ idea ပဲနော်ကျွန်တော် R5 တက်မယ်ပေါ့အဲတကယ်တော့စားမယ်ဆိုလဲကျွန်တော် B4 နဲ့ပြန်စားထားမယ်ပေါ့နော်ဒါ B4 ပဲတက်မှာပါကျွန်တော်မျှော်လင့်ထားပြီးသားပဲပေါ့နော်ဒီကွာတော့အဲကျွန်တော်ဒီမှာဒါစားလို့ရတယ် ပြင်ရကြဒီမှာ rook နဲ့ rotate rook ပဲအရင်စားထားရမှာပေါ့ rotate rook စားမယ်ပြပြန်စားမယ်အဲ့ဒီမှာကျွန်တော် knight ကိုကျွန်တော်ဘယ်လိုသွားမလဲ knight d7 ကိုပြန်သွားရမလားဒါမှမဟုတ်ရင် knight က b7 ဆိုတဲ့သွားပြန်နေရမှာဖြစ်တာ a6 ဆိုတော့သွားလို့တော့ရတယ်ဒါဆို knight a6 လေးပဲတစ်ချက်ပြန်ခုံထားလိုက်မယ်ပေါ့နော် knight a6 လေးအဲ b4 လေးပြန်ချိန်ထားမယ်အကဲသွား b5 တက်မယ်ဆိုရင်တော့ကျွန်တော် knight c5 ကိုပြန်သွားမယ်ပေါ့ b5 တော့မတက်ပါဘူးဒီနေထားဆိုတော့ queen b3 လာဖို့များတယ်ပေါ့နော် queen b3 လာဖို့များတယ် ပြီးကျွန်တော်ဒီမှာဒါလည်းတက်တော့မယ်ပေါ့နော် F5 တက်တော့မယ် F5 တက်လို့ဒီဇိုင်းရယ်ဆိုရင်ကျွန်တော်ပြန်ပြီးတော့အဲစားထားလိုက်လို့ရတယ်ပြီးရင်ကျွန်တော်ဒီကောင်းတော့ပြန်ပြီးတော့ save ပေါ့နော် Okay အချိန်ရတော့နည်းနည်းတော့10မိနစ်ခွဲလောက်တော့ကျွန်တော်နောက်ကျတယ်ပေါ့ဘာဖြစ်ဖြစ်ဒါတော့မဆိုးတော့မဆိုးသေးဘူးပေါ့အဲ့တော့ဘာတွေလုပ်မလဲပေါ့နော်ကြည့်ရပါဦး အကွင်းပီ3အဲကျွန်တော်ပြောရဲပေါ့နော်ဒါသူပြန်ပြီး save ထားရဲပေါ့နော်အဲ save ထားတော့ကျွန်တော်ဒီမှာ R5 ကတော့အဲတက်လို့တော့ရရဲပေါ့နော် R5 တက်တာပိုကောင်းမယ်လို့တော့ကျွန်တော်မြင်နေ R5 တက်လိုက်လို့ဆိုရင်ကျွန်တော် rook နဲ့တကယ်တော့စားရဲဆိုတော့ကျွန်တော် rook နဲ့စားမှရမှာပေါ့ အာတခုချင်း R5 တက်ပြန် R5 တက်မယ်ဆိုလို့ဆိုရင်အသူစားရင်ကျွန်တော်ကအာ rook နဲ့ပြန်စားမှရမယ် night ကနေမှချိန်ခံထိတာရယ်ပေါ့နော်ချိန်ခံထိရပဲပြန်စားလို့မရအဲ့ rook နဲ့စားလိုက်မယ်ဆိုရင်လည်းပဲအာတခုချင်းကသူ bishop h3 ဒီပိုင်းလာလို့ရတယ် bishop h3 ဆိုလို့ဆိုရင်ကျွန်တော် rook ချောင်းနေစေဒီ bishop ကိုစားသွားဆိုရင် rook လာလို့တော့မရကြာဒီ f3 night လည်းပြန်တော့လွတ်တော့လွတ်တယ်ပေါ့နော်အဲ့တက်လို့တော့ရတယ်ပေါ့အဲ့ချဲမယ်ပေါ့နော်နည်းနည်းချဲလိုက်မယ် R5 ပေါ့စားရင်တော့ကျွန်တော် rook နဲ့စားပေါ့ အနိုင်ကပြန်ရှောင်းသွားတယ်တဲ့ဒါဆိုကျော်ဒီမာကအာကျန်တဲ့ rookie ကိုပြန်တော့ရှောင်းတော့ရှောင်းလာလိုက်မယ်ဗျ rookie ပြန်ရှောင်းလာလိုက်မယ်ဗောနော်အဓိကကတော့အာဒီ f7 လေးပဲပြန်တင်ထားလိုက်မယ် rookie ဆိုတော့ကျွန်တော်က bishop g5 တွေပါတယ်တွားလဲလို့ရကျွန်တော်ဒီ bishop ကမကောင်းဘူးဗောနော်တော့မကောင်းဘူးအဲပေါ်နေအောင်မှာပိတ်မိနေရဗောအဲ့တော့အဲ့ဒီကောင်အတွက်ကိုလည်းပြန်ပြီးတော့ဖြည့်ရှင်းရလဲရောက်မယ်ဗော bishop g5 တွေ့ရဲ့ကောင်းတဲ့ bishop နဲ့လဲမယ်ဗော အဲ့ခါကျသူစားမယ်ဆိုတော့ကျွန်တော် queen ကပြန်ပြီးတော့ active ဖြစ်သွားမှာပေါ့နော်အဲမစားလဲသူမစားလဲကျွန်တော်စားမယ်ပေါ့ပြီးရင်ကျွန်တော် night ကိုကြာတော့အာဒီလိုဒီ bh က night က ac က night ကနည်းနည်းလေးဟိုပြီးတော့ပြီးနေပေါ့နော်အာလောဆယ်ရှူမရအောင်အောက်ကိုဝင်လို့ဆိုရင်လည်းပဲအဲ့ဒါဆိုရင်အားကြောင့်ဘာလုပ်လို့ရလဲဒီမှာသူက night ကဘာလုပ်ချင်တာလဲ b5 တက်မှာလား b5 တက်တယ်နော် night က c5 ပဲသွားမှာပေါ့နော် 哎，别说 D5 错了，先，刚拿么刚拿起来没？这可是的，你看，你那里头走着走干嘛呢？这 B5 咋 n 拿 c five 了没？兵，呃 r o o k A8 的话，哎，那咱们这里头兵，那咱们这里头车都车在呢。你看，别说 D5 错了，没吧？错了就哑了。 ဒါနဲ့နည်းနည်းတော့ပြီးနေမှာဒီနားလေးကနည်းနည်းပြီးတော့ပြီးကြာတခုတော့ရှိရ Bishop R5 အရင်ထွက်ထားပြီဒီ night ကိုမောင်းမယ်ဆိုရင်တော့မောင်းတော့ရတယ်အာတိတ်တော့မကောင်းတော့အကောင်းကြီးတော့မဟုတ်ဘူးဗောနော်နည်းနည်းဒီပြန်ပြီးနေရတယ်မျိုးလေးပေါ့ G6 လေးအရင်လောက်ထားလိုက်ပါဦးမယ်ကျွန်တော် night ကိုအဓိကက night အာဒီလိုလေးလောင်းအောင်မယ်ဗောနော် C5 တဲ့အာ C5 ကဘာလို့ဆက်လာလဲအာစားပါဗျဒါစားရမှာပဲ 是啊，knight c five 对比啊，三嘛，knight c five 三都行耶，knight c five 三对啊，三比啊，三嘛，喏，三不来比啊，knight c five，呃，knight c five，这 e five 对比啊，一样没，啊，我们咯，比如说嘛，比如说喏，e five 对比啊，一样没，比如说，这下你问，看那对台来有没有了？嗯 the Nigel uh Bisa di tiga dua hal aja. Bisa di tiga dua lalu sini. Bisa apa itu orang ya? Ada dasar lalu sini. Terapi yang sam ada E five tu lah sahaja. Sahaja yang sah. Ah, dengan dia cara cara ni. Mana cara tahu mana lawak awal? C five tu sahaja macam mana? စားလိုက်တော့မယ်ဗျာ c5 ကိုစားလိုက်တော့မယ်တော့ d5 ကိုပြန်ပေးရမယ်ဒီ e5 ကိုပြန်တော့ပေးရမှာဘာနဲ့စားမှာ bishop နဲ့စားဖို့များတယ် bishop နဲ့စားဖို့များတယ်ဗောနော်ဆိုတော့ဒါစားပါဗျာပြီးတော့မှသူ e5 ကိုစားလိုက်မယ်ကျွန်တော်အဲ့လိုတော့မြင်တာပဲ ဘက်ရှားနဲ့စာအပြင်အာဘက်ရှားနဲ့စာကြပေါ်နဲ့စာ night day e5 စာ night day အဲ့ဒါဘက်ရှားနဲ့စာပေါ့နော်အာကြဒါစာပြည့်တဲ့ night day e5 စာလေးပဲအဲ့မှာကျွန်တော်က rook ဆောင်တော့ဆိုရင် discover ပေးရမယ်ပေါ့နော် a chain တော့ပေးလိုက်မယ် a chain တော့ပေးရတယ်ပေါ့အဲ့ chain ပေးလိုက်မယ်ဗျာပြဿနာတော့မရှိ a chain ပေးလိုက်မယ်နော်စာပြန်စာပေါ့နော်ဒါမှမဟုတ်ကြ discovery လာလုပ်မယ်ပေါ့နော် discover attack တွေလာလုပ်မယ် အာဒါပါရတယ်လူလာဆိုတော့ပြဿနာတော့မရှိတော့မရှိဘူးเนาะပြဿနာမရှိဘူးလို့တော့မြင်တယ်ပြဿနာမရှိကြဘစ်ရှော့ R5 တွေထိုးလာလိုက်မယ်ကျွန်တော်ကစားကောင်လေးတွေပြန်ပြီး active ပြန်လုပ်မယ်ပေါ့เนาะအာ exchange လေးပြေးထားတာတခုပဲရှိရယ်ကျွန်တော်တော့အဆင်ပြေတယ်ပေါ့เนาะဆွဲတော့ပြေးပါတယ်ဟဲ့ကြ narrative 6စီပဲပြန်သွားလို့ရပါတော့ narrative 6စီ Roommate, six, the the uh being knight f6 knight d7 knight e5 for the little winning yard down by knight b6 go down we don't because all they are and i got the other that's how much i know do you like yeah or do you like maybe uh better not machine bait granite chat i want to know me out yeah 6 a 60 corner line 那不是得考哪里嘛？但是呢，国内边查哪里嘛？哦，哪几块儿查哪里？哪几块儿查？喏，国内边项目，像呃，你拿我这边尼个呀？他这旅游这些方面都是，这跨国大楼都是，这查的是白送你币尼样嘛？所以，我呢，白送来嘛币钱。 ဲ့တော့ night ခုံလို့ဆိုရင်တော့ကျွန်တော်စားတော့မစားဘူးပေါ့နော်စားလို့မကောင်းဘူးပေါ့ night ခုံတော့ night ခုံရင်စားလို့မကောင်း night က easy ထင်းနေပြဝင်လာပဲ easy ဝင်လာတယ် night easy ဝင်လာတယ်ဆိုတော့ကျွန်တော် queen ရပယ်သွားရမလဲကျွန်တော် queen a8 ဒီမှာနေလာတဲ့ဆိုင်ရော ပရက်ရှာတော့ပြီးတော့ပြီးမှာပါခွင်း E7 မှာပဲပင်လာလိုက်အောင်မယ်တစ်ချက်အော်လာချက်လို့ဆိုရင်မရဘူးပြအဲ့ဒါပြီးရမှာနော်ခွင်း E7 လည်းမရစားလည်းမကောင်းอืมစားရတယ်မကောင်းဘူးပေါ့နော်အစားရစားလိုက်တော့မစားလို့မရဘူးကွနော်မစားလို့လည်းမကောင်းစားလည်းမကောင်းမစားလို့အောင်စားရစားလိုက်ပြီတော့ဘာနဲ့စားမှလဲပေါ့ 我讲个贵 A 股咯，现在贵 A 股都成，到公司、贵 B 股、C 股也跌啦，个啦嘛，跌啊七八亿只呢，一家造成嘞贵少一千万拿得冇够，一千万拿得冇够，bad, ああ so、个咯，哎嘛，这个个哪，哪个公司哪只公司一千万嘛，亏了都冇够，个咯，好啦，这里嘛，不要，个咯，哎，一千万，贵一千万亏了都来没有，贵一千万亏了现在都啊，拿不了活路冇，个咯，大家就别贵哪打他来冇得吃，背他来没，背他来没，OK，啊。 ကိုယ်နဲ့ပိတ်ထားလိုက်မယ်ဆိုရင်တတော်ဆယ်ကတူလည်းလလတော့မရတော့မရတယ်ချက်လို့ဆိုရင်ကျွန်တော်ဒီဘော်တက်ပြီးလို့ရရပါတော့ဒါပြဿနာမရှိဘူးဒါပြေးထားလို့ရတယ်ပြေးကြ night g8 night e7 လေးပြန်ခိုးလာတာကောင်းမယ်ပေါ့ သူကလည်းဒါနိုင်မိုတာကတော်တော်ယုံခံရအောင်မယ်လို့တော့ကျွန်တော်မြင်နေပါတော့။နိုင်မိုတာကယုံခံရအောင်မယ်လို့တော့မြင်ပါတယ်။သူတော့လည်းကျွန်တော်ဒီမှာကျွန်တော်ကွင်းပြန်ပြီးတော့လမ်းကြောင်းကောင်းမိုးတော့ပေါ့နော်။ကျွန်တော်ဒီမှာအကွင်း offset ပြန်တယ်။ဟုတ်ကွင်းရဒီပွင့်ကိုထိနေရမယ်ဆိုရင်တိတ်ပြီးရောဟိုအဆင်မပြေဘူးပေါ့။အဲကျွန်တော်လမ်းကြောင်းလေးပြန်ပြီးတော့ပွင့်မိုးတော့ကိုကျွန်တော် night ကို e7 မှာပိတ်ထားလိုက်မယ်ပေါ့။ပွင့်တွေကိုပိတ်လို့အကောင်းဆုံးကောင်းကကျွန်တော်ပွင့်မယ်အဲ night ပဲပေါ့နော်။အဲဒါလေးတစ်ခုပြပြမယ်။ပွင့်တွေကိုအရှိရနေပိတ်ထားလိုက်လို့ရတယ်။ဒီမှာကျွန်တော် e7 နဲ့ပိတ်ထားမယ်ပေါ့နော်။နောက်လည်းကြာ။ အဲ့ဒီစံပိတ်လာ big shot နဲ့ counter တဲ့ counter တက်ဖြစ်တယ်အဲ900လည်း active ပြန်ဖြစ်သွားပြီဒီ big shot diagonal ကဘာမှတော့လို့မရဘူးဗျာအာဒီမှာ carry တော့ e7 တက်မှာဆိုတော့ကျွန်တော်9နဲ့ဆားလိုက်လေးရတယ်အဲ queen နဲ့အဲလာချက်လို့လည်းမရဘူးဗောနော်အဲ9နဲ့ပိတ်ထားလိုက်ပြီးသွားပြီပေါ်နေကိုအကောင်းဆုံးအသာစီးနိုင်ဆုံးအကောင်းဆုံးကဘာလဲဆိုရင်ကျွန်တော်အဲ့ဒါကအဲ night ပဲဗောနော်အပေါ်အရှိကနေ night ကခံထားပေးလိုက်အဲ့ဒါဆိုပြီးသွားပြီဘာပြန်နာမရှိ queen ရဲ့ sign လဲဟုတ်မလားမသိဘူး ထင်တဲ့အတိုင်းပဲကိုင်းချင်းဆိုင်တယ်လေဒါစားရမှာပဲကျွန်တော်ရွေးချယ်စရာမရှိဘူးထင်တဲ့အတိုင်းပဲထင်တဲ့အတိုင်းပဲအာလိုင်းလိုင်းမကြနဲ့လေဘလို့ဒီတိုင်းလာကြနေရတော့ရီကွန်နက်တင်းနဲ့အလိုင်းကြလို့မရဘူး wifi ပြတ်သွားအချိန်နည်းနေပါတော့ wifi လာပြတ်နေ okay တက်မိနစ်ခွဲပဲကျွန်တော်ဒါကကင်းအောင် f8 မှာနေလေရရပါတော့ကင်း f8 မှာနေပါဗျာ အာကင်းအဖိတ်မှာမနေရရတော့ရပါတယ်နေရဗျာဒါ C6 တွေ D5 တွေတက်ပြီးတော့လောက်ကျန်တယ်ဒါမှကြတော့ night ပဲခုံအောင်တော့မှာဗျာ အစင်မပြေတော့ပေါ့နော်တရားချက်လိုက်လေးရတယ်အဲရှုံသွားကြီးဗျနားရှုံသွားကြီးအဲ့မှာနည်းနည်းလေးလောသွားပေါ့နော်ဆိုတော့ဒီမှာနည်းနည်းလောသွားမှန်တော့ဒါမရတော့ဒါရှုံသွားကြီးပေါ့နော်ဒါရှုံသွားကြဒီဇိုင်းလုပ်လိုက်တော့မယ်โอเคမရတော့